ဒီစီကြောင်းကတော့အခုချိန်ထိတန်နေဆဲဖြစ်ပါတယ်ဒါတော့ယနေ့ယနေ့၃နာရီ၄နာရီ၄နာရီမှာတော့တွန်းတဲ့မိုးကြောင့်တို့ကနေနောက်ထပ်တစ်ချိန်ကံရီဝင်နေချင်းဖြစ်ပါတယ်ကိုဝင်ကံရီလာနေရဖြစ်ပါတယ်လို့နောက်ထပ်နောက်ထပ်ဆက်ဝင်နေရဖြစ်ပါတယ် အဲ့တော့ဒီနေ့ကတော့ရေပြည့်ပါပြီခင်ဗျာကုစိန်မှာဆိုရင်တော့အရှိ6ရက်နေပြီဒီနေ့ထပ်ဝင်တာဖြစ်ပါတယ်ယနေ့မိုးမဖြစ်စက်လောက်လေးရွာသေးဟာကိုတောင်းပါမိုးသေးတဲ့အတွက်ကြောင့်6ရက်လာနေရဖြစ်ပါတယ်6ရက်တော်တော်လာပါတယ်အတိုင်းနေကိုဖိတ်နေရပဲ6ရက်လာနေရဖြစ်ပါတယ်ဟိုးဘယ်မှာဖြစ်ပါတယ်အရှိ6ရက်နေပြီလာနေရပါ ရိုးဘာဘက်စီမှာအတော်သေးတဲ့အတွက်ကြောင့်ဖြေချောင်းကြီးလာနေရဖြစ်ပါတယ်ချောင်းကြီးသွားကြည့်မယ်ဖြစ်ပါတယ်အားလုံးဟိုးရှင်မှာချောင်းကြီးလာနေရဖြစ်ပါတယ်ဖြေချောင်းလာနေရဖြစ်ပါတယ်ဟိုးမြင်နေရတဲ့ရေလိုင်းလေးတွေကတော့ဒီနေ့ရမမဖြစ်စလောက်လေးရွာပြီမဲ့ဟိုးတောင်းသားမိုးရွာသွန်းတဲ့အတွက်ကြောင့် ချောင်းရီလာပြီးကန်ရီနောက်ထပ်ဆက်ဝန်းနေရဖြစ်ပါတယ်ဒီမှာလဲဒီနေရာနေပြီးလဲဖြားခွဲပြောကြဝန်းနေရဖြစ်ပါတယ်အားလုံးချောင်းချောင်းအခြေစီသွားကြည့်မယ်ဖြစ်ပါတယ်ချင်းငယ်တာရကလီရဲ့အတန်လေးကြီးရဲ့ဘုန်းတော်ကြီးကြောင်းမြမညနေနေဝင်အုံမောက်ခောက်တန်လေးကြီးရဲ့ ူကြားနေရခြင်းဖြစ်ပါတယ်။ကဲလားနေရဖြစ်ပါတယ်။ချောင်းကြီးလားနေရဖြစ်ပါတယ်။ဒီမှာဝင်းနေရဆဲပါ။ဝင်းနေဆဲပါ။ချောင်းယူရောက်ပါခင်ဗျာ။ခင်ဗျားတော့ချောင်းကြီးလားနေရဖြစ်ပါတယ်။ချောင်းရီလာနေစေဖြစ်ပါလေ ်ပါတယ်ချောင်းရီလာတဲ့နေရာကိုရောက်ရှိပါပြီ။ရှေ့မှာဆိုရင်ဖြင့်ချောင်းရီလာနေရာဖြစ်ပါလေ။ရှေ့ချောင်းလာနေရာ ဖြစ်ပါတယ်ဒါတော့ယနေ့ညနေကံရီပင်တဝက်တော့ရောက်ပြီပေါ့ရောက်ရှိပြီပေါ့ဗျာကံရီပင်တဝက်ရောက်ပြီဆိုရင်တိတ်ကိုတာယာလှပမှာဖြစ်ပါတယ်ဘုရားမူရီသာကိုလိုလိုသာဆက်ဝင်နေမျိုးဆိုရင်တော့ကံရီပင်အပြည့်ရောက်ရှိမှာဖြစ်ပါတယ်ဒါပေမဲ့လည်းဒီကုတဝက်လောက်ဆိုရင်